ဒီမိုကရေစီရေးအတွက်ရုန်းကန်စ조사ခဲ့ရတာကအသီးပွင့်တွေကိုခံစားရတယ်လို့မျိုးမြန်မာနိုင်ငံရှောက်လန်းတဲ့ခီးလန့်မှာအောင်မြင်အောင်ကူညီလိုတဲ့ဆန္ဒနဲ့အီတလီအစိုးရလွှတ်တော်အမတ်ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာခေါင်းဆောင်တွေဟာဒီဇင်ဘာ30ရက်နေ့က NLD ပါတီနဲ့တွေ့ဆုံခဲ့ပါတယ်။အီတလီနိုင်ငံရေးပါတီခေါင်းဆောင်တွေစီးပွားရေးနဲ့သူနာပြပိုင်းဆိုင်ရာကလူတွေပါပါဝင်တဲ့ပုဂ္ဂိုလ်40လောက်ဟာတောင်မွေတိုက်ကစံလန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ NLD နိုင်ငံကသူရဥတင်ဦးအပါအဝင် ပါတီခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးမြန်မာအစိုးရပြုပြင်ပြောင်းလဲမှုတွေအခြေအနေကောင်းတယ်လို့မယူဆတဲ့အကြောင်းလေသမားအလုသမားနဲ့တရားမျှတရေးမှာအားနည်းနေသေးတယ်လို့ဆိုပါတယ်အပြုအယောင်ဟန်ပြဒီမိုကရေစီမဟုတ်ဘဲစစ်မှန်တဲ့ဒီမိုကရေစီရဖို့အရေးကြီးတဲ့အကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအရေးကြီးတာမို့ဒီကိစ္စမှာမြန်မာပြည်သူတွေလှုပ်ဆောင်ရမှာဖြစ်သလိုသူတို့အနေနဲ့လည်းပူးပေါင်းကူညီမှာဖြစ်တဲ့အကြောင်း ပြည်သူတွေအသိအမြင်ပွင့်လဲမှာဒီမိုကရေစီဖော်ဆောင်နိုင်မယ်လို့အဖွဲ့ကောင်းဆောင်အေဗာတီနာဆိုလီယာနီကပြောပါတယ် Quello che abbiamo visto è un grande desiderio di cambiamento, ma la democrazia ancora non c'è. C'è il desiderio della democrazia, ma bisogna costruirla. La democrazia è una cosa vera, seria, non può, non può, essere finta. Il cambiamento deve essere reale. Noi sappiamo anche noi cosa vuol dire cambiare passando da una situazione non democratica a una situazione democratica. La differenza si deve vedere. Giuseppe viene da parecchi anni in Birmania perché vuole bene alle persone della Birmania e lui può dire la sua parola sul cambiamento. cambiamento più importante è quello della Costituzione. Una Costituzione buona crea un paese buono. မြန်မာပြည်မှာပြည်ရင်းစစ်ကြောင်းတိုင်းပြည်ဒုက္ခရောက်နေပြီးတေကျပြက်စီးနေတာအကျိုးမရှိမှန်းသိသိနဲ့ဆက်လက်လုပ်နေရင်အခြေအနေတွေပိုဆိုးသွားမယ်လို့ပါတီနာယကသူရဥဒင်ဦးကပြောပါတယ်။အခုချိန်ကစပြီးတိုင်းပြည်တိဆောက်ရေးနဲ့ဒီမိုကရေစီအခြေကျရေးအတွက်တဲတပွင့်မဲ့ရရနှစ်ပွင့်မဲ့ရရလှုပ်သွားဖို့လိုတယ်လို့ဆိုပါတယ်။ တယောက်တယောက်ဘာမှဟိုဟိုလာသူတွေပျက်စီးကြတဲ့ကြာအပြစ်မဲ့တဲ့လူဒုက္ခရောက်ကြစီးဝိုင်းတွေကြာကြာတင်ညာပညာရေးတွေရစေကြအဘာမှကြိုးပမ်းရတဲ့ဥစားဒီလိုတဲ့လည်းပရိပက္ခာဘာမှမပြိပက္ခူသိပြီအခုလည်းပဲဆက်ပြီးဒါကိုလုံနေအောင်မယ်ဆိုရင်နောက်ဆိုးပဲပဲရှိမယ်အဲ့တော့အခုတို့ကြမှာအကုန်လုံးအဲ့ဒါကိုကြာတန်းကရက်ပြီးတော့ဟိုဒပွင်းလေးပဲရရနှစ်ပွင်းလေးပဲရရဒပိုင်းလေးလေးရရဒါကြီးစစပြီးလုတ်ကင်သွားရင်လည်းနောက်ဆုံးဒီဒီမိုကရေစီကိုတော့အဲကျွန်တော်တို့ကခြေချမိပြီးတော့ဆက်သွားနိုင်လိမ့်မယ်ဆိုတဲ့အောင်လုံမနိုင်မှာပါအဲ့ဒါအဲ့ဒီဟာ ော့အဲ့ဒီသူတို့လည်းဒီလိုပန်းကလေးအောင်မယ်ဆိုတဲ့အကြောင်းလေးဒါအားပေးတာပါ